ားလုံးမင်္ဂလာပါကျွန်တော်ရောအဖေမဲဖြစ်ပါတယ်။အင်းဒီနေ့ကတော့ဒါပြောဖို့ပြောရမယ်ထင်လို့ဒါပြောခြင်းနဲ့စကားလေးနည်းနည်းရှိတယ်ပေါ့နော်။အာဆရာကြီးလုတ်တာတော့မဟုတ်ပါဘူး။ဆရာကြီးလုတ်တယ်ထင်ရင်လည်းထင်ပေါ့နော်မတက်နိုင်ဘူး။အဲကျွန်တော်ပြောခြင်းတာကအခုနောက်ပိုင်းလူတော်တော်များများ Facebook မှာရေးတင်နေကြတာရှိရယ်။အော် vlog ရိုက်ပါအဲဗီဒီယိုတွေရိုက်ပါပတ်စံတွေရှာပါပေါ့။ဆိုတော့ အရန်ဟိုလွယ်ကူတဲ့ပုံစံမြင်နေရတယ်သူတို့ပြောတဲ့ပုံစံကပေါ့နော်ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဗီဒီယိုတစ်ခုလူတွေကြည့်ညာဖို့ကျွန်တော်တို့ရဲ့ page ကြီးနာမည်ကြီးဖို့ဒါမှမဟုတ်ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုကျွန်တော်တို့ရဲ့ရုပ်ရည်အာစသဖြင့်ပေါ့နော် live ပေါ့ဒီတစ်ခုခုကလူတွေလူတွေကြားထဲကိုရောက်သွားဖို့မဆိုထားနိုင်အောင်ဒီ page ကြီးလူတစ်တောင်းလောက်အော် follower ရလာဖို့တောင်မှ တချို့ဆိုရင်နှစ်နှစ်နဲ့ချီပြီးတော့စောင့်ရတယ်တချို့ဆိုလို့ရှိရင်လည်းအဲဒါပောက်ကရလုတ်တဲ့အတွက်ခဏလေးနဲ့ပောက်နေပောက်နိုင်နေပေါ့နော်ဒါမျိုးကတော့ပြဿနာမရှိပါနဲ့ကိုကတီတီတန်းနဲ့ကောင်းကောင်းပုံပုံလုတ်မယ်ဆိုလို့ရှိရင်တော့အရန်ကိုစူးစမ်းရပါတယ်အချိန်ကြီးကြာတယ်ပေါ့နော်အဲ့တော့လွယ်နေလားဆိုတော့မလွယ်နေဘူးသူတို့အဓိကပြောချင်တဲ့သူတို့ရဲ့ point ကဒီပတ်စံရအောင်ပဲရှာဖို့ပြောတာဒီလိုမျိုးဟိုဘယ်လိုစပြီးခြေလှမ်းမလဲဆိုတာမျိုးမပြောကြဘူးပေါ့နော်အဲ့တော့ အခုကိုရီးယားရောက်လာတဲ့သူတွေကိုကြိလိုက်တဲ့အခါမှာလည်းဒီအစ်စ်ဝင်လာတဲ့နောက်ပိုင်းစီနီယာလေးအဲအဂျူနီယာလေးတွေပေါ့နော်ဂျူနီယာလေးတွေနောက်အငယ်လေးတွေသူတို့ရောက်လာတဲ့အခါကြလို့ရှိရင်ကျွန်တော်ကြည့်နေတဲ့ page တွေကိုဖွင့်လိုက်တာအကုန်လုံးကအာရှီ travel အဲဘာဗီလောညာဗီလောစသဖြင့်ဒီခရီးသွားနဲ့ပတ်သက်ပြီးတော့ပဲ ့ဒီသွာလာစားတောက်ဓာမျိုးတွေကိုပဲအဲလွယ်တယ်လို့ထင်ပြီးတော့ဒီလမ်းကြောင်းပေါ်ကိုတက်နေကြသလားတော့မသိဘူးပေါ့နော်တကယ်တမ်းတော့ကိုတခုခုလုပ်မယ်ဆိုရင် topic တခုခုကိုရဲ့ content ကရေရှည်မှာခိုင်မြဲအောင်လုပ်နိုင်ဖို့လိုတယ်အဲဆိုတာဝါလောက်သွားနိုင်ရုံလောက်နဲ့ဒီအမ်ဆိုးမှာရှိတဲ့23နေရာလောက်သွားနိုင်ရုံလောက်နဲ့အာခီးသွားဘလော့ကာထလုပ်လို့ မရဘူးလीเนาะနောက်တော့တော့ဆားဆားဘလော့ကလုတ်လုတ်မယ်တော့တော့ဆားဆားဘလော့ကလုတ်မယ်ဆိုတာလေဒါကအော်ဖြစ်တယ်လို့သွားဆားတာမျိုးရမနေဘူးလीเนาะဘလောက်များတော့တော့ဆားဆားလုတ်နိုင်မှာလဲဥပမာကိုရီးယားမှာနာမည်ကြီးတဲ့အော်ပူပြောင်းရက်ကွက်မြန်မာဆိုင်ရှိမယ်မြန်မာဆိုင်ကြီးရှိမယ်ပြီးရင်အော်ဟေဂျန်ကူရှိမယ်ကြက်ကျော်ပီဇာအတားကင်ဟော့ပော့စသဖြင့် ီလောက်ဆိုင်လောက်စားပြယုံနေလေဒါသွားသွားဆားဆားတမားကဖြစ်မနေဘူးအော်ကိုယ့်ရဲ့ content ကြီးတွေကိုယ့်ရဲ့ topic ကြီးတွေကိုယ့်ရဲ့လမ်းကြောင်းကြီးอ่ะဘယ်လိုမှอืมကျွမ်းကျင်တဲ့သူတယောက်ဖြစ်မနေဘူးပေါ့เนาะကျွန်တော်တို့ဆိုရင်အစားတမားမဟုတ်ဘူးဒါတောင်မှကျွန်တော်တို့ travel blogger ဖြစ်တဲ့เออ travel blogger လို့ကိုကိုကိုသတ်မှတ်ထားတာတောင်မှကျွန်တော်တို့စားပြလာတဲ့အရာတွေอ่ะအများကြီးပေါ့เนาะပြောမယ်ဆိုရင်ဟို အမြင့်ဆုံးထိတက်ပြီးလဲစားတယ်လို့ဟိုးအောက်ပိုင်းနေထိသွားပြီးလဲလေစားတာမျိုးတွေအများကြီးရှိရဒါကကြောင့်ကျွန်တော်ကအစားသီးသန့်မတင်တဲ့အတွက်မမြင်ခဲ့ရတာဒါပေမဲ့ကျွန်တော်ရဲ့ vlog တီလေးကိုဖွင့်ကြည့်လိုက်လို့ရှင်ကျွန်တော်ခရီးသွားရင်းနဲ့ဘလို့တွေစားသွားတယ်ဆိုတာဒါအမြင်အားပေးနေတဲ့သူတွေဆိုရင်တိတယ်ပေါ့နော်အဲ့တော့အခုကြည့်လိုက်တဲ့အချိန်မှာအားရှိတီသွားတယ်စားတယ် vlog တီပဲအော်ကျွန်တော်ပြောချင်တာကပတ်စံရှာမယ်ငါဒီ page တစ်ခုကိုပြိုးထောင်မယ်ဆိုလို့ရှင် ဘယ်လိုလုပ်ရမလဲဆိုတော့မိမိရဲ့ကျွမ်းကျင်ဆုံးအရာတစ်ခုကိုဖော်ထုတ်ရမှာဟိုဘယ်လိုပြောမလဲလူတိုင်းမှာကျွမ်းကျင်တဲ့အရာတစ်ခုလူတိုင်းမှာရှိတယ်လူတိုင်းမှာကိုရှိတာတချို့ဆိုရင်နှစ်ခုသုံးခုရှိတယ်တချို့ဆိုရင်တော့လေတစ်ခုပဲရှိတာပေါ့နော်ဒါကကိုကိုကဖော်ထုတ်ရမှာအခုကျွန်တော်ပြောပြမယ်ကိုရီးယားမှာကျွန်တော်လေးစားရတဲ့သူတွေအများကြီးရှိတယ်ဘယ်သူတွေလဲဆိုလို့ရှိရင် သူတို့ရဲ့အရေးချင်းကိုသူတို့ထုတ်ပြနေတဲ့သူတွေရှိတယ်။ဥပမာအော်ကိုရီးယားစာနဲ့ပတ်သက်ပြီးတော့အမြဲတမ်းပြောဆိုဆွေးနွေးပြီးတော့လူတွေကိုမျှဝေနေတဲ့သူတွေနာမည်အရန်ကြီးနေတဲ့သူရှိတယ်။နောက်တစ်ခုသူတို့ရဲ့အတန်ပိုင်းနဲ့ပတ်သက်ပြီးတော့တချင်းဆိုပြနေတဲ့သူရှိတယ်။နောက်တစ်ခုသူတို့ရဲ့အော်ဒီမော်ဒယ်လာဘာလာစသဖြင့်ပေါ့နော်။အော်နောက်ရှိသေးတယ်ဟာတာနဲ့ပတ်သက်ပြီးတော့ နောက်တယောက်ဆိုလို့ရှိရင်ဟမ်ဘာဂါဆိုင်မှာလားမသိဘူးအဲ့ဒီအဲဘရာသာတယောက်ပေါ့နော် သူဆိုလဲဒါသူ့ရဲ့ speaking ကောင်းမှုနောက်ပြီးတော့အာသူ့ရဲ့စူးစမ်းမှုဒါတွေကို तू ကထုတ်ပြပြီးတော့ဒီ topic နဲ့ပဲ तू သွားနေသူဒီလမ်းကြောင်းနဲ့ပဲ तू သွားနေတယ်သူ့ရဲ့ဗီဒီယိုတွေအရင်ကလူကြည့်များတယ်အဲ့တော့ကိုကဟိုဟာဒီဟာပောက်ကရ like လုပ်နေတာကဘယ်ချိန်ထိခံမှာလဲ သူများတွေကပြောတယ် page တစ်ခုရှိ video ရိုက်ပြီဆိုရင်ပတ်စံဝင်တယ်ဆိုတော့အဲ့ပတ်စံကတစ်နှစ်အတွင်းမှာဝင်မှာလားကျွန်တော်တို့အခုချိန်ထိအခုကျွန်တော် page ဆိုလို့ရှိရင်ပတ်စံရအောင်ကျွန်တော်စ조사ခဲ့တာ9နှစ်ရှိပြီဒါပေမဲ့ page ညီသွားတဲ့အချိန်မှာ၄5လလောက်ကပတ်စံမရပြန်ဘူးအဲ့ဒါမျိုးတွေအများတန်းဖြစ်တတ်တယ်လူဆိုတာကဘလောက်ရှောင်ရှောင် page ကညီချင်းညီတာပဲဘာလို့လဲဆိုတော့တို့က AI စနစ်နဲ့တွားနေတာဖြစ်တဲ့အတွက် ကိုကဘလောက်ပဲစီကံရှိအောင်တင်နေပါစေထိကျင်ထိတာပဲအော်ထိတဲ့ချိန်မှာကိုအပြစ်ပေးထားတယ်ဆိုလို့ရှိရင်9လ6လတစ်နှစ်ကတော့ပတ်စံကမဝင်ဘူးဒီလိုဒီလိုမျိုးကြိုးစားနေရတဲ့ဒီ line မော်က blog ဒီဟို blog ကမ YouTube Facebook YouTube အဲ TikTok ဒီ live ဒီခါကြတော့အများရင်းကြီးအော်လှုပ်ရှားနေရနေပဲပတ်စံရနေပြီလို့ တွေ့လို့မရတချို့တွေဆို follower တန်းအဲတိနေချီရပြီးတော့ပတ်စံမဝင်တဲ့သူတွေရှိတယ်နော်လိုက်မေးကြည့်ပါဒီတော့ဘာပဲဖြစ်ဖြစ်ကိုကအဲကိုယ့်ရဲ့လမ်းကြောင်းကိုယ့်ရဲ့ brand တစ်ခုဖြစ်လာဖို့အဲကိုလမ်းကြောင်းတစ်ခုရလာဖို့ဆိုတာကကိုယ့်ရဲ့အရေးချင်းတစ်ခုကိုလုံနိုင်တဲ့အားအသာဆုံးအရာတစ်ခုကိုထုတ်ပြရတယ်တချို့ဆိုရင်တွေ့တယ်မလား အိမ်မာနေင်းနဲ့သူ့ရဲ့ကြောင်လေးခွေးလေးနဲ့စပြီးတော့ဒါကိုဖောက်တယ်။တချို့ဆိုလို့ရှိရင် သူလုံနေတဲ့ဒီပညာတစ်ခုကိုပဲသူသူလုံနေတဲ့အလုပ်ဟိုမှာဟိုကြောင်တက်တဲ့အချိန်မှာသူဘာလေ့လာနေလဲ။မိတ်ကပ်ပညာစသဖြင့်ဒီမိတ်ကပ်ပညာနဲ့ပတ်သက်ပြီးတော့သူတင်းတယ်။ဒါဆိုအများရန်တင်းနေတဲ့အတွက်သူဟာဒီမိတ်ကပ်ကိုစိတ်ဝင်စားတဲ့သူတွေပဲရောက်လာပြီးတော့တဖြည်းဖြည်းနဲ့သူ့ရဲ့လမ်းကြောင်းကြီးဟာဒါသူ့ရဲ့ page ကြီးဟာဟိုတခုခုဒီ make up နဲ့ပတ်သက်တာအလှပနဲ့ပတ်သက်တာကို တိကျင်နေဆိုလို့ရှိရင်သူ့ပိတ်ကိုဝင်ပြီးတော့ရှာလိုက်ကောဒါမျိုးဖြစ်တယ်ဟိုဟိုဒီဒီပောက်ကရတွေတင်နေတဲ့သူဟာတွေ့တော့နမေကြီးတာအမြဲတမ်းတွေ့နေရတယ်ဆိုရင်တော့နမေကြီးရင်လည်းကြီးမှာပေါ့နော်အဲတော့တွေ့ရင်တော့ကြည်သွားလိုက်မယ်လိုက်ခြင်းလည်းလိုက်သွားလိုက်မယ်မှန့်ခြင်းလည်းမှန့်သွားလိုက်မယ်အဲတော့အဲ့တပုတ်ဆာမှာတော့ငါတော့ viewer ဘယ်လောက်တောင်ရှိပြီဟဲ့ငါတော့အဲ share တွေဘယ်လောက်ရှိပြီလဲ like တွေဘယ်လောက်ရှိပြီလဲဆိုပြီးတော့သွေးနှစ်ထင်ရောက်နေလဲပဲအဲ တကယ်တကယ်တယောက်ယောက်ကတခုခုလိုချင်တာဆိုရင်ကို့မှာဘာမှပြတ်ထုတ်ပြစရာမရှိတော့ကို့ page ကိုဘယ်သူမှလာမရှာဘူးအော်ကျွန်တော်ဆိုလို့ရှိရင်ဒါပြောရဲတယ်ကိုရီးယားနဲ့ပတ်သက်ရင်ဘယ်လိုဖြစ်တယောက်ကညှို့လိုက်တည်ရှိရောကျွန်တော် page ကိုလာဝင်ကြည့်ကြတယ်ဝင်ကြည့်တဲ့အခါမှာယုံကြည်လို့ရမရကိုသူတို့ဝင်ကြည့်လိုက်တဲ့အခါမှာကိုဒီရုပ်နဲ့ပြထားတယ်နောက်ပြီးတော့ public မှာတင်အကုန်လုံးရဲရဲဝံ့ဝံ့ပြောဆိုထားတယ်နောက်တစ်ခု features မှာကြည့်လိုက်လို့ရှိရင်ကိုယ့်ရဲ့လမ်းညွှန်နေရှိမယ်ပြီးရင် review ပေါင်း300ကျော်မှာဘယ်သူတွေဘယ်လိုရေးပြီးရေးပြီးထားတယ်ဘယ်ဧည့်သည်တွေကဘယ်လိုရေးပြီးထားတယ်စသဖြင့်အများကြီးဒီဟာတွေကိုကြည့်ချင်းအားဖြင့်ကျွန်တော်ရဲ့ page ကိုဝင်ကြည့်လိုက်တဲ့လူတိုင်းဟာယုံကြည်သွားကြတယ်ပေါ့နော်ဒါကမန်တက်တာလည်းမဟုတ်ဘူးဒီလိုမျိုးယုံကြည်မှုရဖို့ကျွန်တော်တို့လည်းဒါအများကြီးစူးစမ်းခဲ့ရဒါပေမဲ့ကျွန်တော်တို့အခုနာမည်ကြီးနေလားဆယ်လီဖြစ်နေလားဆိုတော့မဟုတ်ဘူးဖြစ်เสียဆယ်လီဖြစ်เสียလည်းမလိုဘူးအတိကကျွန်တော်တို့လမ်းကြောင်းမှာကျွန်တော်တို့ နေရာတနေရာရရင်ရပြီကျွန်တော်သွားကျင်တဲ့လမ်းကြောင်းခီးသွားလမ်းကြောင်းဖြစ်တဲ့ဒီခီးသွားလမ်းကြောင်းမှာနေရာလေးတနေရာကိုအတွက်ရလာပြီဆိုရင်ပြီးပြီတိုင်းသည့်ပြည်သည့်မှာမဟုတ်ဘူးကဘာကျော်မှလည်းမဟုတ်ဘူးအဓိကဒီလမ်းကြောင်းနဲ့ပတ်သက်ပြီးပတ်စံပတ်စံရနေရမယ်ဒီလမ်းကြောင်းနဲ့ပတ်သက်ပြီးကိုယ်ယုံကြည်မှုရှိရမယ်ဒီလမ်းကြောင်းနဲ့ပတ်သက်ပြီးကိုဟာအာတသက်လုံးအတွက်အဲဝါဒနာရောအော်ဒီဝါဒနာရောဒီ တတ်မွေးဝမ်းကြောင်းတထက်ထဲကြနေရမယ်ပေါ့နော်ဒီလိုမျိုးဖြစ်နေရပြီလေနော်ဒါကြောင့်မလို့အာဘာပဲဖြစ်ဖြစ်လုံမယ်ဆိုလို့ရှင်ဒီပေါပေါပါပါသူများလုတ်တလို့အော်စားလိုက်တောက်လိုက်သွားလိုက်ဓာရီကိုရိုက်နေတာမျိုးမဟုတ်ဖ ೇನೆ မိမိလုံနိုင်တဲ့တစ်ခုထဲသောအရာမျိုးကိုဥတီပြီးတော့လမ်းညောင်းချပါလို့ကျွန်တော်အကြံပေးချင်တာဖြစ်ပါတယ်အဲ့တော့အော်ပေ့စ်တစ်ခုထောင်ပြီးတော့ပတ်စံရရဲဆိုတာကလွယ်နေတဲ့အရာမဟုတ်ပါဘူးလို့ ဲလုပ်မယ်ဆိုလို့ရှိရင်တော့တိတိချာချာကိုလမ်းကြောင်းရှာပြီးတော့ကိုပါလုပ်မယ်ဘာလုပ်မယ်ဘယ်နှစ်နှစ်လောက်ထိငါမမမစတုတ်တန်းနောက်မစုတ်တန်းစူးစမ်းမယ်အဲဘယ်ဟောဘယ်လိုပြောမလဲငါ့ကိုလူနေရာတနေရာဒီလမ်းကြောင်းပေါ်မှာနေရာတနေရာငါဝင်းအောင်စူးစမ်းမယ်ဟဲ့ဆိုပြီးတော့ဒါတိတိချာချာကိုလုပ်မယ်အရာကိုရှာပြီးတော့လမ်းကြောင်းလေးဖောက်လိုက်မယ်ဆိုလို့ရှိရင်တနှစ်နှစ်မှာတော့ဖြစ်လာမှာပဲကျွန်တော်ဆိုရင် စစချင်းဖွင့်ခြင်းမှာဆိုရင်၃ခုစဉ်းစားရပေါ့နော်နံပါတ်၁ကဘာလဲဆိုတော့အော်ဖက်ရှင်အဓိကကျွန်တော်ရဲ့အကျွမ်းကျင်ဆုံးကဖက်ရှင်လို့ထင်တယ်ဖက်ရှင်ဆိုတာကလည်းဒီကဘာကျော်ဖက်ရှင်တွေကိုကွက်ကွာတွေထူးဆန်းနေမှာပေါ့နော်ကိုယ့်ရဲ့စတိုင်ပေါ့နော်ကိုယ့်ပုံစံအတိုင်းကိုကဒါမျိုးလေးတွေလုတ်ပြခြင်းနေဆိုပြီးတော့ကျွန်တော်တွေးတယ်နောက်တစ်ခုကခရီးသွားပေါ့နော်ခရီးသွားအာနောက်တစ်ခုကကျတော့အစားတောက်ပေါ့အဲ့ချိန်မှာ စဉ်းစားကြည့်လိုက်တော့ဒီ fashion နဲ့ပတ်သက်ပြီးတော့ကျတော့ငွေကုန်ကြီးကြအရင်များတယ်။အော်ဒီတစ်ပတ်နဲ့တစ်ပတ်ကအပတိကဖြစ်နေမှာ။ဒါဒါမှမဟုတ်တလမှာကိုကနှစ်ခါလောက်ရိုက်ပြမှာလား။ဒါမှမဟုတ်လေကိုရဲ့ street အော်ဒီ outfit တွေကိုဟိုအမြဲတမ်းပြတာနေမှာလား။စသဖြင့်ဒါကြီးကကြတော့ကွာလူနဲ့ဒီ fashion နဲ့တစ်ထပ်သေးကိုကြိုက်ရမှာ။အဲ့တော့ကိုမျက်နှာကြီးကိုကြည့်ပြီးမုန်းနေသူကလည်းရှိနေမယ်။အဲကိုရဲ့ fashion တွေကို ကြိုက်တဲ့သူကလည်းရှိတယ်မယ်အဲ့လိုမျိုးဆိုဓာကြီးကိုတိတ်ပြောမလုတ်ချင်တော့နောက်ကို့မှာလည်းအခန်းပြဿနာပေါ့အခန်းကကောင်းကောင်းမွန်မွန်လေးရှိရမယ်အဲနောက်ခံ background လေးနဲ့အာမီထိုးစလိုက်ထိုးနဲ့ဒါမျိုးတွေအရန်ကိုရှုပ်တယ်ကွာတိရမအဲ့ကြောင့်မို့လား fashion ကိုတော့လွှတ်လိုက်တယ်နောက်အစားတောက်ပေါ့နော်အစားတောက်ကကြတော့ဟိုပြောမယ်ဆိုအစားတောက်ကလွယ်တယ်တံပိုးလည်းနေတယ် အဲတသိန်းဘူးလောက်ဝယ်စားလိုက်တယ်ဝယ်စားပြလိုက်တယ်ကွာဒါပေမဲ့ viewer ကအဲ့ဒီပုံမှာအများကြီးတက်တယ်အောင်မြင်မှန်းသိရဒါပေမဲ့ဝါသနာမပါသူများလို့သူများလောက်တိုင်းစားတော့တော့ live လုပ်ချင်တာပေါ့နော်ဒါပေမဲ့ကိုမမစားနိုင်တာကြီးနောက်ပြီးတော့စားတော့တိုင်းကိုလည်းကျွန်တော်ကကောင်းနေဆိုပြီးတော့ဘရောမှမချီကျူးကျွန်တော်ကကိုအမေချက်တဲ့ဟင်းမဖြစ်ကို ချက်တဲ့ဟင်းမဖြစ်သဘောမကျရင်လှဲ့ကိုမကြည့်တာမျိုးအဲအဲ့လိုမျိုးဆိုတော့ ကျွန်တော်တော်ယုံဆိုရင်မစားတက်ဘူးအဲဒါကြောင့်အစားတောက်ကလည်းကိုယ်နဲ့မဖြစ်ပြန်ကဲနောက်ဆုံးကြတော့ဘာဖြစ်သွားလဲဆိုခီးသွားဘလို့အဲ့တော့ကကြတော့ဒါ BNN နဲ့ Philippines ကိုစီစဉ်ထားတာပေါ့နော်စီစဉ်ထားတယ်အခုသွားတော့မယ်ဆိုပြီးတော့စီစဉ်ထားတဲ့အချိန်မှာ page ကိုစပြီးဖြန့်ချလိုက်တာဒါပေမဲ့ page ဖြန့်လိုက်တဲ့အချိန်မှာပဲကိုဗစ်ကြီးကထဖြစ်သွားတယ်အဲ့တော့ကျွန်တော်ရဲ့ page ကဒါကိုရီးယားနဲ့ပဲစလိုက်ရတာပေါ့အမှန်တော့ကိုကကိုရီးယားနဲ့စကျင်တာမဟုတ်တခြားဟိုအရင်းနဲ့စကျင်တာပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာ အဲ့ဒီအချိန်တုန်းကလည်းအဲဘယ်လိုပြောမလဲဒီဟာကြီးနဲ့ပတ်စံရှာရမယ်လို့လည်းကျွန်တော်ကအမ်ပန်းနိုင်ကိုအထာဒီရီမန်းချက်ထားတာမဟုတ်ဘူးပေါ့နော်ရီမန်းချက်မထားထားဘူးကိုဟကကိုပဲငါသွားတဲ့ဟာကြီးငါလက်လက်ပပဒီဒီခီးသွားရင်ဒါလေးဝစ်တယ်ဒီနေရာသွားရင်ဒါလေးဝစ်တယ်စသဖြင့်ဒီခီးသွားလေးမှာကိုယ့်ရဲ့ရုပ်ကလေးနဲ့ကိုယ့်ရဲ့ fashion လေးနဲ့ကိုယ့်ရဲ့ရုပ်ကလေးနဲ့တထက်တဲ့ ကြတာလေးသွားတာမျိုးလေးတွေကိုပင်မန်းခံပြီးသွားထားတာလေးတွေကသူများကိုပြသခွင့်ရမယ်ဟိုဟိုကိုကကိုအယ်ဘမ်ထဲမှာတိမ့်ထားမှာထက်ဖုန်းထဲမှာတိမ့်ထားမှာထက်စားလို့ရှိရင် သူများသူများမြင်နေစသဖြင့်ဒီလိုလေးတွေဖြစ်ချင်လို့ကိုကရိုက်ပြီးတော့တင်း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 တာမျိုးအဲ့ဒီကနေမှတဆင့်မိတဆင့်လမ်းချောင်းလာတယ်လို့မျိုးပောက်သွားတာမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်အခုနောက်ပိုင်း တိလာတာကကြတော့အခုနောက်ပိုင်းလိုက်ကြည့်တဲ့အခါမှာကိုရီးယားမှာဆိုရင်ဒါဘလော့ကာတွေအများကြီးရှိတယ်ဒါပေမဲ့ခီးသွားဘလော့ကာရေလို့တိတိကျကျဆိုတာကျွန်တော်တယောက်ပဲရှိတာမျိုးပေါ့နော်ဆိုတော့တခြားသောဘလော့ကာတွေကျွန်တော်ထက်နာမည်ကြီးတဲ့ဘလော့ကာတွေအများကြီးရှိတယ်ကိုရီးယားမှာပေါ့နော်ဆိုတော့သူတို့သွားကြည့်လိုက်သူတို့လည်းသူတို့လမ်းကြောင်းနဲ့သူတို့အရန်ကိုပောက်ပြီးတော့နာမည်ကြီးနေတယ်ဒါပေမဲ့ကျွန်တော်တို့စီသူတို့ဗီဒီယိုတွေရောက်လာလားဆိုတော့မရောက်လာအောင်ကျွန်တော်ဗီဒီယိုလည်းသူတို့စီရောက်မှာမဟုတ် ဒါပေမဲ့သူတို့လည်းသူတို့လမ်းကြောင်းမှာလှုပ်ရှားလို့ရနေတယ်။ကျွန်တော်လည်းကျွန်တော်လမ်းကြောင်းမှာအားလုံးကဒီဆယ်လီဖြူဖြူထွေးတို့စသဖြင့်ပေါ့နော်သူတို့ဒီလိုမျိုးနိုင်ငံကျော်ကြီးတွေဖြစ်เสียမလို့ဘူး။ကိုဟာကိုကိုလမ်းကြောင်းလေးကိုမှနေရာတစ်ခုရသွားရင်ရပြီ။အဲ့တော့ကြည့်လိုက်တဲ့အချိန်မှာအားလုံးကသူ့နေရာနဲ့သူယူထားပြီးသားပဲ။နေရာမယူနိုင်တာကဘယ်သူတွေလဲ။ဆိုတော့ခေါင်းစဉ်မရှိပဲရိုက်နေတဲ့သူတွေကနေရာ ရှိဘူးပေါ့နော်။ဟောပြောရမယ်ဆိုရင်တခုခုကြီးညာလိုက်တယ်ကိုကို page ကနေတခုခုကြီးညာလိုက်တယ်ဆိုရင်တော့တာမန်လမ်းကြောင်းတခုတည်းရှိတဲ့သူကလူအများကြီးယုံကြည်မှုရနိုင်တယ်။အော်လမ်းသွားလို့ရှိရင်အော်တလီတစားနဲ့နှုတ်ဆက်ခံရမယ်ဟိုဘယ်လိုပြောမလဲကိုကိုဟိုဘယ်လိုခေါ်မလဲအထင်ကြီးလေးစားမှုလေးနဲ့အဲတိတိကျကျနှုတ်ဆက်ခံရမယ်စသဖြင့် ဒီလိုမျိုးခံရတဲ့အပိုင်းမှာလည်းဒါအများကြီးကွာတယ်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ခရီးသွားနေပတ်သက်တဲ့ခရီးသွားတဲ့နေရာတွေမှာတော်တော်များများတွေ့တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ချစ်ချစ်ခင်ခင်နဲ့လာပြီးတော့နှုတ်ဆက်တဲ့လူအများကြီးရှိတယ်အဲဓာတ်ပုံတွေ့ရိုက်တဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဆယ်လီလားဆိုတော့မဟုတ်ဘူးလေဘာကြောင့်လဲသူတို့ကိုယ်ထဲမှာကိုယ်ထဲကနေဝင်ဝင်ကြည့်ပြီးတော့ကိုယ့်ရဲ့အကြောင်းအရာလေးတွေကိုသူတို့ယူပြီးတော့သွားတဲ့အခါမှာအဆင်ပြေတဲ့အတွက်အော်ကိုယ့်ကိုချစ်ခင်တယ် အဲအဲ့ဒီအတွက်သူတို့တွေ့တဲ့အခါမှာရန်ဝန်းတာပြီးတော့ဒါအမှတ်တရနေတက်ပုံရိုက်ယူသွားတယ်ဟိုစဲလီတယောက်ကိုတွေ့တယ်လို့မျိုးတက်ပုံရိုက်လိုက်ပြီးတော့ငါတို့ဘယ်မင်းသမီးမင်းသားကိုတွေ့ခဲ့တာဒါမျိုးသူတို့ရိုက်တင်ချင်လို့ကိုနဲ့ရိုက်သွားတာမဟုတ်ဘူးကိုကိုနှုတ်ဆက်တာမျိုးမဟုတ်ဘူးအော်သူတို့အတွက်အကူအညီဖြစ်တဲ့အတွက်ကိုကိုတွေ့တဲ့အခါမှာဝမ်းမန်းတတနဲ့ဒလီစာအော်ယုံကြည်ကြည်နဲ့လာပြီးတော့အချစ်ချစ်ခင်ခင်နဲ့နှုတ်ဆက်တက်ပုံရိုက်တာမျိုးပေါ့နော်အဲ့လိုဆိုတော့အခုနောက်ပိုင်း အဲ page တစ်ခုရှိရမယ်အာနေတိုင်းတင်ရမယ်စသဖြင့်အဲ့ဒါတွေကမယုံပါနဲ့အဓိကတော့သူတို့ကသူတို့ဖြစ်ပြီဆိုတော့အလွယ်လေးပဲသူတို့ကပြောတာတကယ်တမ်းမိမိတို့စူးစမ်းတာကလျှောက်ပြီး page ကြီးဖွင့်ပြီးတော့လျှောက်ရိုက်နေတာသာဖြစ်နေဘယ်နေ့ဘယ်ချိန်မှလည်းဘာမှဖြစ်မလာဘူး follower တစ်တောင်းရဖို့ဆိုတာတပတ်ထင်းနဲ့လည်းမဖြစ်နိုင်ဘူးတစ်လအနေနဲ့မဖြစ်နိုင်ဘူးတစ်နှစ်နဲ့လည်းမဖြစ်နိုင်ဘူးဝဲလိုက်ရင်တော့ဖြစ်တာပေါ့နော်ညာတချို့တွေဆိုဖွင့်ဖွင့်ချင်းနဲ့ follower တစ်တောင်းကျော်ဖြစ်နေတာ ရှိတာပေါ့အာဒါပေမဲ့တကယ်တမ်းစူးစမ်းမယ်ဆိုလို့ရှင်တော့တတောင်းဆိုတာဘလို့မှမဖြစ်နိုင်အာ boost booster ကလည်းဒီခက်မှာအတုံးဝင်တော့ကျွန်တော်တို့ခက်ကဆိုလို့ရှင်ဘဝ9000ဘူလောက် boost တယ်ဆိုလို့ရှင်အာလူ9000လောက်ထိရောက်သွားတာမျိုးပေါ့နော်လူ2000ကနေ9000ကျအဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ဒီခက်မှာတတောင်းဘူလောက် boost တယ်ဆိုလို့ရှင်တော့လူ9000စီရောက်ပါမလားမဖြစ်နိုင်ဘူးနောက်ပြီးတော့ page တစ်ခုက organic ဖြစ်နေတာအကောင်းဆုံးပဲဒီ page ကြီးကိုသွားပြီး boost လိုက်လို့ရှင်ကိုတင်သမျှ post တွေအကုန်လုံး boost မလားဆိုပြီးတော့လာတောင်းနေတော့မှာအဲ့ဒီကြာလို့ရှင်ဘာဖြစ်ပြီးလဲဆိုတော့အဲ့ page ကမ boost ကြည့်သူကရိုးရိုး organic တမားတွေဒီတိုင်းတင်တာထက်သူ့ရဲ့အဲသူတင်တဲ့ post က reach ရောက်နှုန်းကအများကြီးကျဆင်းနေလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီကောင်ဒီ page ကတော့ပတ်စံရှိတယ်ဒီ page ကတော့ boost ဘူးတဲ့ page ဖြစ်တဲ့အတွက်ဒါ AI ကသူ့အနေနဲ့သူ့ boost မလားဆိုပြီးပဲမေးနေမှာဘူးလို့ကတော့အဲ့ဒီ post ကသွားပြီပဲအော်လူမမြင်သူမမြင်နဲ့အဲ့ဒါကြောင့်မို့လို့ဘူးစာတွေကိုလည်းအရင်ကြီးအားကိုလို့မရအောင်ကိုဟာကိုလမ်းကြောင်းတစ်ခုလည်းရှိရင်တော့အလိုလိုသူ့အလိုလိုရောက်လာမှာပဲကျွန်တော်တည်းမှာဆိုရင်ပြောရမှာဆိုရင်ကျွန်တော်ချစ်တဲ့လူရှိမယ်ကျွန်တော်ရဲ့ခီးသွားတွေကိုကြည့်ချင်လို့လေးလာချင်းလို့လာတဲ့သူတွေရှိမယ်ဒီလိုလူတွေပဲရှိတာလေတခြားဟို ဟိုတခြားအမျိုးမျိုးကြောင့်အကြောင်းအရာမျိုးမျိုးကြောင့်လာတဲ့သူတွေဘယ်သူမှမရှိဘူးအဲ့ဒီအတွက်ကျွန်တော်မှ follower နေတယ်ဒါပေမဲ့ဒီလမ်းကြောင်းမှာဒီလမ်းကြောင်းထဲကိုဟိုဝင်ကျင်တဲ့သူပဲလာပြီးတော့ကျွန်တော်တွေကို follow လုပ်တာဖြစ်တဲ့အတွက်ဒီလူတွေအကုန်လုံးကျွန်တော်ပါတင်တင်ခရီးသွားနေပတ်တိုင်တော့သူတို့အကုန်လုံးကြိုက်တာမျိုးပေါ့နော်ဆိုတော့အဲ့ကြောင့်ကျွန်တော်ကဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဟိုအခုနောက်ပိုင်းဆိုရင်တောက်လျှောက်တွေ့နေရကျွန်တော်တို့အားလို့ Facebook ကြည့်လိုက်တယ်ဆိုလို့ရှိရင် ဘာဘလို့ညာဘလို့ဘာဘလို့ကြီးလိုက်လို့ရှင်လေ main topic မရှိဘူးဟောဘာဘေးကိုသွားမှာလဲဟော traveler ဥမာတောင်ရင်တက်ချင်လာတောင်တက်တဲ့အလူတယောက်အဖြစ်နဲ့ဒါအမြဲတမ်းတောင်မဲတက်ပြတာမျိုးလုပ်လို့ရတယ်ကွာသိလား now ဟောစပိန်လားစပိန်ဟော skate လား skate စသဖြင့်ဟိုလဲမရောက်ဒီလဲမရောက်ဟိုဟာလဲရိုက်လိုက်ဒီဟာလဲရိုက်လိုက် ဘာလဲဘာလုပ်မှာလဲအဲ့ဒါတွေကပြီးရင်တခါအလုတ်သမားအကြောင်းအရာတွေလဲတင်လိုက်သေးတယ်ဟိုဟာတွေလဲတင်ဒီဟာတွေလဲတင်ဘောင်းဆောင်တင်တဲ့အခါမှာတခုခုလိုချင်ကိုယ့်ဘသူကလာရှာမှာဘူးမှမရှာဘူးဘာလို့လဲဆိုတော့ကိုယ်ဒီဘာတင်နေသူဆိုတာခေါင်းစဉ်မှာမရှိနေတာလေအဲ့ဒါလေးကိုကျွန်တော်ကပြောပြခြင်းဖြစ်ပါတယ်ဒါဆရာကြီးလုတ်ချင်းမဟုတ်ဘူးပေါ့နော်အဲကျွန်တော်ဒီဗီဒီယိုတွေ့လို့တခုခုစဉ်းစားမိပြီးတော့တခုခုကိုပြိုးထောင်မိတယ်ဆိုရင်တော့ကျွန်တော်အများကြီးကုသရမှာပါအဲ့တော့ဆရာကြီးလုတ်တယ်ထင်လေထင်ပါလို့